မမင်္ဂလာပါဗျာဖိုကလင်းနီးပညာတွေပြန်တော့ကျေးဇူးပါတယ်ဗျာဒီနေ့မှာတော့မိတ်ဆွေများရဲ့ဖုန်းတွေအရန်လေးနေတယ် memory card တွေထည့်ထားတယ်ဒါပေမဲ့ memory card ထဲမှာအဲ့တော့ကျွန်တော်တို့ download ဆွဲရတယ်ဒီဖုန်းထဲမှာပဲအားလုံးပြည့်နေတယ်အဲ့တော့ကတ်ထဲကိုဘယ်လိုရှိရမလဲ auto download ကတ်ထဲကို auto ဝင်အောင်ဘယ်လိုလုပ်အောင်မလဲဘယ်လိုချိန်ရမလဲဆိုပြီးလာမေးတာတဲ့မိတ်ဆွေများရှိပါတယ်ဒီနေ့မှာအဲ့ဒါလေးကိုမြောက်ပေးမှာဖြစ်ပါတယ်ဗျာ OK ဒါဆိုရင်ပထမဆုံးကျွန်တော်တို့တွေအေးကျွန်တော်တွေ payment တွေကိုယင်သွားမယ်အားလုံး download ဆွဲထားတာခုနောက်ပိုင်းများလာတော့ payment ကနေ download ဆွဲထားများပါရဲ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဖုန်းနဲ့မဟုတ်ဘဲနဲ့ကက်တဲ့ auto ဝင်ကိုချိန်လို့ရပါတယ်အဲ့တော့ကျွန်တော်တွေ payment လေးကိုဝင်လိုက်ပါမယ်အဝင်လိုက်မယ်ဆိုလို့ရှိရင်မြန်မာလေးရှိတယ်အဲ့မြန်မာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဗျာ okay အဲ့လိုမြန်မာလေးနှိပ်ပြီးလို့ရှိရင်တော့ဒီမှာအပြက်နော်အဆက်လေး30ရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဗျာ ။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ setting လေးကိုသွားလို့ရပါပြီ။အဲ့တော့ဒီမှာ setting လေးကိုတစ်ချက်လောက်ယူလိုက်မယ်နော်။အော်ကျွန်တော် setting လေးကိုတစ်ချက်လောက်နှိပ်လိုက်မှာပဲဗျာ။ Okay ဒါဆိုလို့ရှိရင်သွားဒီမှာပေါ်လာပါပြီ။ဒီမှာဆိုလို့ရှိရင် download တဲ့ download pack setting လေးကိုနှိပ်လိုက်ပါဗျာ။ Okay အဲ့လိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီညလေးမှာကျွန်တော်တို့တွေထည့်ထားတဲ့ memory card ပါတဲ့ဖုန်းတွေဆိုရင်ဒီမှာ memory card လာပြပါတယ်။အဲ့ memory card တွေကိုအမှန်ချေလေးပေးပြီးဒီမှာရှိတဲ့အောက်မှာ slot လေးကိုနှိပ်ပေးလိုက်ရမှာပဲ။အခုလို့ဆိုကျွန်တော်ဖုန်းက memory card လည်းထည့်လို့မရသလို memory card လည်းစိုက်မထားပါဘူး။ဒါကတော့ memory card size okay ဒါကတော့ကျွန်တော် Vimic ကနေ download ဆွဲလို့ရှိရင်ကျွန်တော်တွေ cut ထည့်ဖို့ auto ရောက်စီမဲ့ကျွန်တော် setting လေးချိန်ပြီးပဲဖြစ်ပါတယ်။ okay ဒါဆိုရင်နောက်တစ်ခုရှိပါသေးတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အများဆုံးအဲကျွန်တော်အများဆုံးပို့ရတာ ကျွန်တော်တို့ဒီမှာရှိတဲ့ဇပြားပဲဖြစ်ပါတယ်ဇပြားလေးကိုဖွင့်လိုက်မယ်နော်အဲကျွန်တော်ဇပြားနေပြီးတော့ကျွန်တော်တို့ကက်ထဲကိုအော်တိုရောက်အချင်းလို့ရပါတယ်ဗျအဲ့တော့ဒီကောင်လေးတိထားရင်ရောင်းအဆင်ပြေတယ်တချို့ဆိုရင်ဇပြားပို့တဲ့ဟာတွေကဖုန်းနဲ့ရောက်ပြီးလေးနဲ့များပါတယ်ဗျ Okay ဒါဆိုလို့ရှိရင်ဒီကောင်လေးကိုလည်းဒီမှာရှိတဲ့မီဆိုတာလေးတစ်ချက်နေလိုက်မယ်နော်အမီမီစီနေလိုက်မယ်ပြီးတော့ကျွန်တော်တို့ကဒီ sorry အော်ကျွန်တော်တို့ဒီပုံမှာရှိတဲ့ setting လေးရှိတယ်ဒီမှာ setting လေးရှိတယ် setting လေးကိုနေလိုက်ပါဗျ Okay โอเคสตินเลียวနေပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာမိုးစတင်ဆိုတာလေးပါတယ်ဗျာအမအောက်လေးမှာเนาะမိုးစတင်လေးပါတယ်ဒီကောင်လေးကိုနေလိုက်ပါဗျာโอเคအဲ့လိုအဲ့လိုရောက်လာပြီဆိုလို့ရှိရင်တော့ဒီမှာ general လေးရှိပါတယ်အပေါ်ဆုံးလေးမှာเนาะအဲ့ general လေးကိုနေလိုက်ပါဒါဆိုရင်တော့ပြီးပါပြီပြီးရင်ဒီမှာကျွန်တော်တို့ရဲ့အပေါ်ဆုံးကိုတစ်ချက်ကြည့်လိုက်ပါဒီမှာ sorry အပေါ်ဆုံးကိုတစ်ချက်ကြည့်လိုက်ပါเนาะဒီမှာ မှ default store ဆိုတာဖြစ်နေပါတယ်ဒီနေရာမှာ SD card ပိုင် SD card ကိုရွေးပေးရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်လိုက်လို့ရှိရင်ဒီနေရာမှာ lossy phone store ပဲကျွန်တော်ကျုပ်ဖုန်းနဲ့က SD card မပါဘူးဆိုတော့သူဖုန်းနဲ့ပဲပြတယ် SD card ထည့်ကြလို့ရှိရင်ဒီနေရာမှာ SD card ဆိုပြီးပြပါလိမ့်မယ်အဲ့ဒါလေးကို SD card လေးကိုရွေးပေးလိုက်ရင်ပြီးတော့ပါပြီဒါဆိုရင်ကျွန်တော်တို့ဇာပြန်နဲ့ကူးတဲ့ file တွေအားလုံး data တွေအားလုံးက ဖုန်းတွေကိုမရောက်ပဲနဲ့ကျွန်တော်တို့ဒီအခုကျွန်တော်တို့ IC ကတ်တွေကိုရောက်မှာဖြစ်ပါတယ်ကဲဒါလေးကိုမိတ်ဆွေမျိုးလာပြီးချိန်ပြတာပါဗျနောက်တစ်ခုကတော့ဒီကင်မရာပဲဖြစ်ပါတယ်စစ်တူ SD ကလေးချက် UB မှာဖြစ်ပါတယ်ဗျအဲ့တော့စစ်တူဒီဗိုက်ဖြစ်နေစစ်တူ SD ကလေးကျွန်တော်တို့ UB မှာဖြစ်တယ်โอเคโอเค โอเคဒီဒီဖုန်းဒီကျွန်တော်ဖုန်းတော့ဒီ SD card မပါဘူးဆိုတော့လေဒီကောင်လေးကသူအထက်ဘူးရမပါဘူးပေါ့နော်โอเคဒါလေးကိုမိတ်ဆွေများလာပြီးမြောက်ပေးကြပါဗျာဒါဆိုရင်ကျွန်တော်တို့ရဲ့အဲကျွန်တော်ဓာတ်ပုံဒေတာတွေကူးတဲ့ခါမျိုးဒေါင်းလုဒ်ဆွဲတဲ့ခါမျိုးမှာဖုန်းတွေကိုမရောက်ဝင်တဲ့ SD card တို့ရောက်မှဖြစ်ပါတယ်အဲ့လိုအဲ့လိုဆိုလို့ရှိရင်ကျွန်တော်ဖုန်းလေးနဲ့ဒေတာတွေအများကြီးကျန်ပါတယ်ဗျာโอเคဒါလေးလာပြီးမြောက်ပေးကြပါဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ like and subscribe and be i'll be chill out yeah yeah dark no.